တဲ့ရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်မဒီကနေ့မေလ28ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ KNL ရဲ့ခြေမုံမှုကြောင့်တေဘောဘူစကန်းကိုစစ်ကူလာတဲ့အင်အား90ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုလုံး ပြက်စီးပြီးထိုင်းနိုင်ငံဘက်ကိုစစ်ခွေးဆဲကောင်ထက်မင်းထွက်ပြေးသွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တေဘောဘုစခန်းကိုစစ်ကူလာတဲ့အင်အား80ကျော်ပါအကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို KNL ပူးပေါင်းတပ်များကခြေမုံလိုက်ပြီးစစ်ခွေး30ကျော်အရှင်မိကအများအပြားသေဆုံးသွားကြောင်းစစ်ခွေးဆဲကောင်တက်မင်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြောင်း KNL စီရေးသတင်းအရင်းမြစ်ကပြောဆိုပါတယ်။မေလ28ရက်နေ့မှစတင်ပြီးကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်တေဘောဘူးစစ်တပ်စခန်းကိုစစ်ကူလာတဲ့အင်အား80ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို DKBA ဌာနချုပ်စုံစည်းမြိုင်အနီးကိုရောက်ရှိစဉ်မှာ KNL မဟာမိတ်ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးယနေ့နနက်ပိုင်းမှာအဆိုပါစစ်တပ်စစ်ကြောင်းမှစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးစစ်ခွေး30ကျော်အရှင်ဖမ်းဆီးရရှိကြောင်းအများအပြားသိဆုံးကြောင်းလည်းသိရှိရပါတယ်။ထိုင်းဘက်ကိုထွက်ပြေးတာ10ကောင်ကျော်တယ်။ထိုင်းစစ်တပ်နဲ့ပြည်သူစစ်တွေကဖမ်းမိထားတယ်လို့သိရှိရတယ်။အဲ့ဒီစစ်ကြောင်းကထိုင်းဘက်ကနေလှည့်ဝင်လာတဲ့စစ်ကြောင်းပဲ။ ဖမ်းမိတဲ့စစ်ခွေးတွေကိုထိုင်းကဘာလုပ်မလဲတော့မသိရသေးဘူးလို့စစ်ရေးသတင်းအရင်းမြစ်ကရှင်းပြပါတယ်။ဒါအပြင်တေဘောဘိုရွာထိတ်မှရှိတဲ့အကြံဖတ်စစ်ကောင်စီတေဘောဘိုစခန်းနေရာနဲ့ကာကင်းစခန်းနေရာများကို KNL မဟာမိတ်တပ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်းသိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်ဝေါ်လီမာ KNL မဟာမိတ်တပ်များကအကြံဖတ်စစ်ကောင်စီတပ်စခန်းတွေကိုစက်တိုက်မနာတမ်းစစ်ဆင်တိုက်ခိုက်နေပြီးမဟာမိတ်ပူးပေါင်းတပ်များအနေနဲ့လည်းကနေလီမော်ခီတီတဲပလေစခန်းများကိုတိုက်ခိုက်နေကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့နယ်ရီကန်စကန်အနီတိုက်ပွဲမှာစစ်ကောင်စီဘက်ကစုတ်ခွာထွက်ပြေးသွားတဲ့အတွက် MPT တာဝါတိုင်းစကန်ကုန်းနာအထိတိုက်ပွဲရောက်ရှိလာဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်အန်းနဲ့မကွေးတိုင်းဒေသကြီးငဖဲအပိုင်ဗရန်လန်းပေါ်ရိုးပေါ်မှာနယ်ရီကန်အနီတိုက်ပွဲမှာစစ်ကောင်စီဘက်ကစုတ်ခွာထွက်ပြေးတဲ့အတွက်အဆိုပါနယ်ရီကန်တောင်ကျောမှာရှိတဲ့စစ်ကောင်စီရဲ့ MPT တာဝါတိုင်းစကန်ကုန်းအနီအထိတိုက်ပွဲရောက်ရှိလာနေပြီလို့တရင်ရရှိပါတယ်။ စစ်ကောင်စီရဲ့ MPD တာဝါတိုင်စခန်းခုံးအနီးမှာယမန်နေ့မေလ28ရက်နေ့မှာစတင်ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ MD တာခန့်မြေပြင်စီရေးတရင်အရင်းမြစ်တဦးက Nearest Ra ကိုပြောပါတယ်။နေရီကန်အနီးတစ်ဝိုက်မှာကမေလ24ရက်နေ့ကတည်းကစစ်ကောင်စီဘက်ကထိုးစစ်တက်လာလို့ဖြစ်နေတာ။သူတို့ဘက်ကနောက်ဆုတ်ထွက်ပြေးရင်းနဲ့ AA ကတိုက်ရင်းနဲ့ MPD တာဝါတိုင်စခန်းအနီးထိတိုက်ပွဲရောက်သွားတာ။တိုက်ပွဲကမပြင်းတဲ့ရက်မရှိသလောက်ပါပဲ။မေလနောက်ဆုံးဘက်ကနေတိုက်ပွဲကပြင်းလာပါတယ်လို့ပြောပါတယ်။ MPD တာဝါတိုင်စခန်းဟာ ်နဲ့ရေကန်ပြူဟာကြောမှာတည်ရှိပြီးနဲ့ရေကန်တောင်ရဲ့အနောက်ဘက်အမ်းမြို့နယ်အပိုင်မှာတည်ဆောက်ထားတဲ့စကန်ဖြစ်ကြောင်းသိရှိရပါတယ်။ယင်းအပြင် MPD တာဝါတိုင်းစကန်ကုန်းပတ်ပတ်လင်မှာလဲကာကင်းစကန်အများအပြားတည်ဆောက်ထားပြီးလက်နက်အင်အားလူအင်အားများလဲယာနဲ့ချီဖြည့်တင်းထားကြောင်းဒေသခံများကပြောပါတယ်။လက်ရှိမှာဗဒန်းမြို့စုံကုန်းမြောက်ကြီးတပ်ကနဲ့ရေကန်စကန်တည်ရှိရာဘက်ကိုလက်နက်ပစ်ကူပေးနေပြီး drone ဘုံနဲ့ဘုံကျဲချတိုက်ခိုက်နေတယ်လို့ဗရန်ဒေတာခံအမျိုးသားတအုပ်က Nirisra ကိုပြောပါတယ် စုံကုန်းအမြောက်တက်ကအဓိကပြစ်ကိုပေးနေတာကျွန်တော်တို့ဗရန်ဘက်ကလူတွေအပြင်းအောင်မထွက်ရဲဘူးနေတိုင်းကြားနေရတယ်လက်နက်ငယ်တန်းတွေကလည်းနေတိုင်းပဲလို့ပြောပါတယ်နေရီကန်အနီးတိုက်ပွဲမှာစစ်ကောင်စီဘက်ကအေအေရဲ့စနိုက်ပါထိမှန်ခြင်းလက်နက်ထိမှန်မှုကြောင့်ထိကိုက်သေဆုံးမှုများနေပြီးတက်ပြိုထွက်ပြေးမှုများလည်းရှိနေကြောင်းသိရှိရပါတယ်နေရီကန်ပြောဟာစကန့်ကိုအေအေဦးဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့ဝင်များကပြီးခဲ့တဲ့ဖေဗူအရီလမှစတင်ကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်ဖေဗူအရီလအတွင်းမှာမတ်လအစောပိုင်းထိ မကြာခဏတိုက်ပွဲများရှိခဲ့ပေမဲ့လည်းမတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ညီနောင်၃ဘွဲ့ AA TNL MNDA ကအပြစ်ရစဲကြောင့်ကြီးညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် AA ဘက်မှထိုးစစ်ဆင်တိုက်ခိုက်မှုကိုရပ်တန့်ထားခဲ့ကြောင်းသိရှိရပါတယ်။အပြစ်ရကာလကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီဘက်ကကာကင်စကန်အသင်းများတိစောက်ပြီးလက်နက်အင်အားလူအင်အားများဖြည့်တင်းက AA ရှိနိုင်တဲ့နေရာကိုစစ်ကြောင်းထိုးခြင်းလက်နက်ကြီးများပြစ်ခတ်ခြင်းများနေ့စဉ်ပြုလုပ်ခဲ့တဲ့အတွက် အေအေကလည်းစစ်ကောင်စီကိုခုခံကာကွယ်လာရတဲ့အတွက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းမြေပြင်စစ်ရေးတရင်အရေးမြင့်များကပြောပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြင်းချံမြို့ပေါ်မှာရှိတဲ့ခရံယုံရဲတင်းန်းကျောင်းဇီးချံစစ်တပ်ဂိတ်နဲ့ဇကဝါဂိတ်တို့ကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်သားနဲ့ပြူစောတိရှိဦးသေဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းချံမြို့ပေါ်မှာရှိတဲ့ ခရိုင်ယုံရဲတင်တဲ့ကြောင်းဇီးကျန်စစ်တပ်ဂိတ်နဲ့ဇဂဝါဂိတ်တို့ကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်သားနဲ့ပြူစောတိရှစ်ကောင်တိတ်ဆုံကြောင်းမြင်းကျန် Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောကြပါတယ်။မေလ15ရက်နေ့နနက်10:00နာရီမှစတင်ပြီးမြင်းကျန်မြို့ခရိုင်ယုံရဲတင်တဲ့ကြောင်းအမတ်18ရက်ကဇီးကျန်ကာကင်းဂိတ်စခန်းနဲ့အမတ်18ရက်ကဇဂဝါကာကင်းဂိတ်စခန်းတို့ကိုကိုမြင့်ဆောင်အညာမြင့်စစ်စင်ရေးအဖြစ်မြင်းကျန် Black Tiger MPD တပ်ဖွဲ့နဲ့မဟာမိတ်များပူးပေါင်းကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ စကန်းတော့မသိမ့်နိုင်ခဲ့ဘူးမြို့ပေါ်ဆိုတော့တရင်ပေါက်တဲ့အပိုင်းတွေလည်းပါမယ်တီထရရတဲ့အင်အားထက်၃၄စားလောက်များနေတာရှိတယ်အဲ့ဒီလိုဆိုတော့လက်နက်တွေလည်းမရခဲ့ဘူးဒီစစ်စင်ကြီးအတွင်းမှာပြည်သူတွေထိခိုက်မှုရှိတယ်လို့ကြားရတယ်မိဘပြည်သူတွေအနေနဲ့စစ်အုပ်စုနဲ့နီးတဲ့နေရာတွေမှာမနေကြဖို့အထူးကမြေတားရက်ခန့်ကျင်းပါတယ်လို့မြင်းကြံ Black Tiger MPT တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောကြားပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်သားတဦးအမျိုးသမီးပြူစောတိ2ဦးနဲ့အမျိုးသားပြူစောတိ5ဦးစုစုပေါင်း8ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံ Black Tiger MPD တပ်ဖွဲ့ Burmese Gorilla Force BGF နဲ့ဗိုလ်စားပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၎င်းစစ်စင်ရေးမှသည်မြို့သိမ်းစစ်စင်ရေးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်။ ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်အနီးကိုရောက်ရှိလာတဲ့မြန်မာစစ်ကောင်စီရဲ့ YAK-130 တိုက်လေယာဉ်ကိုကြားဖြတ်ရန် F-16 တိုက်လေယာဉ်၂စီးထိုင်းလေတပ်ကရေးပေါ်စစ်လွှတ်စစ်တပ်စစ်ကြောင်းတစ်ခုလုံးခြေမုံခံရ၍စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်အနီးမှာရောက်ရှိလာတဲ့စစ်ကောင်စီရဲ့ YAK-130 တိုက်လေယာဉ်ကိုကြားဖြတ်ရန် F-16 တိုက်လေယာဉ်၂စီးထိုင်းလေတပ်ကရေးပေါ်ဆစ်လွတ်လိုက်ကြောင်းထိုင်းတော်ဝင်လေတပ်ကအရေးပေါ်သတင်းထုတ်ပြန်ပါတယ် ယနေ့ထိုင်းစံတော်ချိန်မွန်လွဲ့တနာရီ30မိနစ်အချိန်မြန်မာစစ်ကောင်စီရဲ့ YAK 130တိုက်လေယာဉ်ဟာထိုင်းဝေဟင်ပိုင်နက်ကိုချင်းကပ်လာတဲ့အတွက်ထိုင်းတော်ဝင်လေတပ်က F16 တိုက်လေယာဉ်နှစ်စီးကိုအရေးပေါ်ဆေလွတ်လိုက်ကြောင်းမြန်မာစစ်ကောင်စီရဲ့တိုက်လေယာဉ်ကိုကြားဖြတ်ဟန်တားရန်ဆေလွတ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်မြန်မာစစ်ကောင်စီရဲ့အင်အား80ကျော်ရှိတဲ့စစ်တပ်စစ်ကြောင်းကို KNL ပူးပေါင်းမဟာမိတ်တပ်များကချိန်မုံလိုက်ပြီးနောက်မြန်မာစစ်တပ်ကတိုက်လေယာဉ်များဆေလွတ်လာခြင်းဖြစ်ကြောင်း လက်ရှိမှာဘုံကျဲမှုများလှုပ်ဆောင်သွားကြောင်းနေဆက်သတင်းအရင်းမြစ်တချို့ကပြောဆိုပါတယ်။ထိုင်းဘက်ကတော့ကြီးတက်တဲ့လေတက်ကိုအသင့်ပြင်ထားတာတွေ့ရတယ်။စစ်ကောင်စီတိုက်လေရင်ကတော့ဘုံကျဲသွားပြီလို့နေဆက်စစ်ရေးသတင်းအရင်းမြစ်ကပြောဆိုပါတယ်။ထိုင်းတော်ဝင်လေတက်ရဲ့ပြောရေးဆိုခွင့်ရှိသူကမြန်မာစစ်တပ်ရဲ့တိုက်လေရင်ဟာနေဆက်ကိုချင်းကပ်လာပေမဲ့လဲထိုင်းဝေဟင်ပိုင်နဲ့အတွင်းကိုကျူးကျော်ဝင်ရောက်လာခြင်းမရှိဟုအတိအပြုထုတ်ပြန်ပါတယ်။ KNL ပူပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအားလုံးကိုတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ DKBA ဌာနချုပ်စုံစည်းမြိုင်ကြေးရွာကိုစစ်ကောင်စီတပ်ကတိုက်လေခြင်းနဲ့ဘုံကျင်မှုကလင်းငယ်တူထိခိုက်ဒဏ်ရာရဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ DKBA ဌာနချုပ်စုံစည်းမြိုင်ကြေးရွာကိုစစ်ကောင်စီကယနေ့မွန်လွယ်ပိုင်းမှာတိုက်လေခြင်းနဲ့ဘုံကျဲချတိုက်ခိုက်ခဲ့ရမှာ ကလေးငယ်တအိုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်။ယနေ့မေလ28ရက်နေ့မွန်လယ်တနာရီအချိန်မှာစစ်ကောင်စီရဲ့ YAK 130တိုက်လေရင်တစည်းက DKPA ဌာနချုပ်စုံစည်းမြိုင်ကြေးရွာကိုလာရောက်ဘုံကျဲချသွားခြင်းဖြစ်ပြီးဘုံကျဲမှုအတွင်ကလေးငယ်တအိုဘုံစားထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ပြည်သူတော်တော်များများကတော့စစ်ဘေးရှောင်ပြီးသားပါတချို့တော့ကြံခဲ့တာမှာကလေးငယ်တအိုဘုံစားထိမှန်တယ်လို့ဒေသပြည်သူတအုပ်ကပြောဆိုပါတယ်။ယနေ့မေလ28ရက်နေ့နံနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့အင်အား82ဦးပါစစ်တပ်စစ်ကြောင်းကို KNL ဦးဆောင်တဲ့တော်လန်ရေးတပ်များကပိတ်ဆို့တိုက်ခိုက်ပြီးနောက်စစ်ကြောင်းတစ်ခုလုံးကိုချိန်မုံနိုင်ခဲ့ကြောင်းစစ်သား30ကျော်အရှင်ဖမ်းဆီးရရှိပြီးတိတ်ဆုံးသူအများအပြားလည်းရှိကြောင်းစစ်သားတချို့ထိုင်းဘက်ကန်းကိုရောက်ရှိကြောင်းနေဆက်စီရေးတရင်အရင်းမြစ်တချို့ကပြောဆိုပါတယ် နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့လက်ပတန်းမှာ PDF ကိုဂရုမစိုက်ဟုစင်ခေါ်ကလူငယ်များကိုစစ်မှုတန်တပ်သားအဖြစ်စုဆောင်းနေတဲ့ရာအိမ်မှုတွန်းတွန်းပစ်ခတ်ခံရပြီးသိဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းလက်ပတန်းမြို့နယ်မှာ PDF ကိုဂရုမစိုက်ဟုစင်ခေါ်ကလူငယ်များကိုစစ်မှုတန်တပ်သားတဲ့အဖြစ်စုဆောင်းနေတဲ့ရာအိမ်မှုတွန်းတွန်းကိုပစ်ခတ်တိုက်ခိုက်ရာမှာသိဆုံးခဲ့ကြောင်းတရားဝရီခရင်တရင်383ညနှင့်တက်ခွဲ3မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။မေလ29ရက်နေ့မွန်လွယ်တနအီခန့်မှာ လက်ပရန်မြို့နယ်ပတိန်စုရွာမှာနေထိုင်တဲ့ယာအိမ်မှုထွန်းထွန်းဟာအကြံပတ်စစ်ကောင်စီတပ်ရဲ့စစ်စေးရေးဂိမ်းမှာခြေလင်းပြန်လာစဉ်တာယာဝရီခိုင်တရင်38392တက်ခွဲ3နဲ့တက်ခွဲ2ရဲဘော်များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်ထွန်းထွန်းဟာဥကောင်တဲ့တဲ့ကိုတနက်နဲ့3ချက်ထိမှန်ပြီးပွဲချင်းပြီးသိဆုံးကအကြံပတ်စစ်တပ်နဲ့ဆက်သွယ်ထားတဲ့မိုဘိုင်းဖုန်းတစ်လုံးကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။သိဆုံးသွားတဲ့ယာအိမ်မှုထွန်းထွန်းဟာပြူစော်တီခေါင်းဆောင်လည်းဖြစ်ပြီး တော်လန်ရေးတပ်ဖွဲ့များရဲ့တွာလာလှုပ်ရှားမှုများကိုစုံစမ်းထောက်လှမ်း၍စစ်တပ်ထံတရင်ပေးခြင်းလူငယ်များအားစစ်မှုထမ်းရန်ဖိအားပေးလူစုခြင်းစစ်မှုတန်းကျေးဟုဆိုကာပြည်သူများထံမှငွေကြေးများအတင်းအကျပ်ကောက်ခံပြီးငွေမပေးသူများကိုစစ်တပ်ခေါ်ဖမ်းဆီးခိုင်းခြင်းစက္ကစများထံမမှန်တရင်ပေးကပြည်သူများအားဖမ်းဆီးခိုင်းခြင်းတော်လန်ရေးတပ်ဖွဲ့များအားဂရုမစိုက်ဘူးဟုစိန်ခေါ်ပြီးလူငယ်များအားစစ်တပ်ထဲအတင်းအကျပ်ထဲတွင်းခြင်းများလှုပ်ဆောင်နေ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ရာအိမ်မှုတွန်းတွန်းကလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးစစ်တပ်ထဲအတင်းအကျပ်ထဲတယ်စစ်ခွေးတွေနဲ့အတူအိမ်ပေါ်တက်ပြီးပေါ်တာဆွဲတာကြောင့်လူငယ်တွေဆိုတာအိမ်မှာမနေရဲလို့ရှောင်နေရတာကြာပြီ PDF သတင်းတွေစုံစမ်းပြီးစစ်ခွေးတွေစီပို့တဲ့အပြင် PDF တွေစီထောက်ပံ့တယ်ဆိုပြီးပြည်သူတချို့ကိုစစ်ခွေးတွေစီသတင်းပေးဖန်ခိုင်းတယ်အဲဒါကြောင့်သူ့ကိုတတိပေးတော့မချီမငန်တုံ့ပြန်တဲ့အပြင်ရဲဘော်တွေကပါသူကစိန်ခေါ်နေလို့ရှင်းလိုက်တာလို့တာယာဝရီခိုင်တရင်383နှစ်တက်ခွဲ3မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် ပြည်သူများနဲ့တော်လှန်ရေးတပ်ဖွဲ့များကိုဒုက္ခပေးနေကြတဲ့အကြမ်းဖက်စစ်တပ်နဲ့၎င်းတို့ရဲ့တောက်တိုင်များကိုအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့၎င်းတို့အနီးတွာလာနေထိုင်ခြင်းများလုံးဝမပြုတ်လို့ရန်တာယာဝရီခိုင်တရင်38 3ညနှင့်တက်ခွဲ3ကသတိပေးနှိုးဆော်ထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။